မွတ်စလင်များဤရှုဝက်ဖြန့်ဝေချက်မြန်မာနိုင်ငံရှိအစ္စလမ်ဘာသာဝင်အပေါင်းတို့ကျွန်ုပ်တို့သည်မြန်မာနိုင်ငံ၌ရှိနေစဉ်အမျိုးဘာသာသာသနာကို ချစ်မြတ်နိုး၍ဆောက်ရှောက်သောအဖြစ်ကျွန်ုပ်တို့အားလုံးစီးပွားရေးလူမှုရေးကအစအချင်းချင်းရိုင်းဝင်းကူညီရမည်ထို့ကြောင့်ကျွန်ုပ်တို့အစ္စလမ်ဘာသာဝင်အပေါင်းတို့သည်စီးပွားရေးနှင့် လူမှုရေးရတိုက်စစ်ဆင်သောအဖြစ် မိမိတို့ဘက်မှတစ်စစ်ပြန်လဲရောင်းချခြင်းမှာတပါဤမြန်မာနိုင်ငံတွင် နေ့စဉ်ဈေးဝယ်သောအခါကျွန်ုပ်တို့အစ္စလာမ်အမှတ်သားပါသောခွန်ရှိကြအမှတ်တစိုက်လာကျန်းပေါ်၌ကျယ်ပွင့်အမှတ်သားပါသောဆိုင်များ၌သာဈေးဝယ်ကြရမည်၎င်း၏အတိတ်ဘယ်မှာခွန်ရှိကြကနန်းသုံးလုံးပေါက်လိုက်လျင်၂၁ရာဤထို၂၁သည်လာမည်၂၁ရာစုသို့ရောက်သောအခါ ကျွန်ုပ်တို့အစ္စလမ်ဘာသာတရားတော်သည်မြန်မာနိုင်ငံပါဝင်ကမ္ဘာလောကကြီးရှိလူသားအလုံး၏ထိတ်ဆုံးကရောက်ရှိရမည်ဟုသောအမှတ်အသားပဲဖြစ်သည်။မှတ်ချက် ကျွန်ုပ်တို့အားလုံးသည်စီးပွားရေးလူမှုရေးများကိုမြန်မာနိုင်ငံ၌အစ္စလမ်ဘာသာပြန်ပွားရေးထွန်းကားရေးလွှမ်းမိုးရေးအတွက်ထိုးစစ်တရအနေနဲ့အကောင်အထည်ပေါ်ဆောင်ရွက်ကြရပေမည်။ထို့ကြောင့်ကျွန်ုပ်တို့၏ဘာသာအမှတ်အသားပါသောဈေးဆိုင်မှတစ်ပါးဘာသာကြားလူမျိုးလူမျိုးကြားများဖြစ်ကြသော ြန်မာတရုတ်ရှမ်းကရင်ရခိုင်စသောမြန်မာတိုင်းရင်းသားဆိုင်များ၌ဈေးဝယ်ခြင်းစားတောက်ခြင်းစသောစီးပွားရေးဆက်ဆံမှုများမပြုလုပ်ရပါ အထူးသဖြင့်လာကျန်းတစိ့ဖော်ပြထားသောဆိုင်များ၌သာကျွန်ုပ်တို့ အစ္စလမ်ဘာသာဝင်အပေါင်းတို့အားလုံးစားသုံးကြရမည်အမန်ဆန္ဒာနုအမဆန္ဒာနုနော်အဲ့တော့အစ္စလမ်သာသနာပြုလမ်းညွှန်စာအုပ်မှာကောက်နှုတ်ချက်များရေးသားသူ အမစန္ဒာနုမာမီနှာ900မှာ၎င်းဤဒန်းနှာ30မှာ၎င်းနှာ280မှာ၎င်းကောင်းနှုတ်တင်ပြထားပါသည်မြန်မာပြည်၌အစ္စလမ်သာသနာပြန့်ပွားရန်အလားအလာများစွာရှိသည်အစ္စလမ်ဘာသာဝင်များတိုးတက်စီပင်ရန်အလွယ်ကူဆုံးနှင့်အသေးစားဆုံးမှာဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများကိုတိတ်ပိုက်ရန်ဖြစ်သည်အလောကအစီမပြေသောမွတ်စလင်ဘာသာဝင်တို့သည်မြန်မာနိုင်ငံသို့သွား မြန်မာမျိုးသမီးများကိုယူခြင်းဖြင့်အစ္စလမ်ဘာသာကိုပြန်ပွားစေရန်အားထုတ်သင့်ပါသည်မြန်မာမားများတွင်ကိုခြင်းတရားဆောင်သိမှုမရှိကြပေတိမ့်ပိုက်ချင်းဖြင့်သေးကြလွယ်ကူသောအစ္စလမ်သာသနာပြုနည်းကိုကျင့်သုံးရန်ဖြစ်သည်အနာဂတ်အစ္စလမ်ဘာသာ ပြန်ပွားရေးအတွက်အိုးအလာအစ္စလမ်ဘာသာဝင်သူတော်စင်ပေါင်းတို့ကျွန်ုပ်လူမျိုးအားလုံးတို့ ဤမြန်မာနိုင်ငံသည်ယခုအခါအစိတ်ဖြစ်ခဲ့ပြီတို့အတွက်ကြောင့်ကျွန်ုပ်တို့လူမျိုးအားလုံးသည်ညီညွတ်ရမည်တွေ့စည်းကြရမည်တတ်နိုင်သည့်ခြေကုပ်ကို ယူထားကြရမည်ကျွန်ုပ်တို့သည်ဒီနိုင်ငံမှာကြံ့ရင့်နေခဲ့ရမည်ဘုရားဘာသာဝင်အမျိုးသမီးများနှင့်မြန်မာတိုင်းရင်းသူများသည်အချိန်မရေငွေပေးလျင်ရသောပြည်တစားကဲ့သို့ဖြစ်နေကြပြီကျွန်ုပ်တို့ဘာသာဝင်အားလုံးတို့သည်ယခုအချိန်၌လှုပ်ရှားဖို့အကောင်းဆုံးသော အချိန်ပြည့်၍ဗုဒ္ဓဘာသာဝင်မြန်မာမျိုးသမီးများနှင့်မြန်မာတိုင်းရင်းသားတို့အားတင်တို့ဤနှလုံးသွေးဖြင့်၎င်းငွေအားဖြင့်၎င်းစီးပွားရေးအားဖြင့်၎င်းမြူဆွဲသိမ့်သိမ့်ကြရမည်အ धिक အချက်မှာသူတို့ဤကိုယ်ရဲတွင်ကျွန်ုပ်တို့ဤသွေးများကြံ့ရည်နေဖို့ပင်ဖြစ်ပါသည်တင်တို့စူးစမ်းသည်မအကျိုးအမြတ်ကဗုဒ္ဓဘာသာဝင်အမျိုးသမီးရင်တွင်းတို့တင်တို့ဤသွေးသားများဝင်သွားအောင် လုပ်နိုင်သူများအား မူဂျာဟိဘလီမကြံ့ဝင်900ကိုစုဖြစ်လက်ဖွဲ့ပေးမည်အကယ်၍ဗုဒ္ဓဘာသာဝင်အမျိုးသမီး၄ယောက်တို့ဤကိုရင်းတို့တွေးထိုးတွင်းနိုင်ခဲ့လျင်ဘလီမလာစဉ်တလလျင် တထောင်ကျက်ထောက်ပံ့ပေးမည်ဝဲရပြီဗုဒ္ဓဘာသာဝင်အမျိုးသမီးဖြစ်ပါက2000ဗိုလ်မှူးသမီးဖြစ်လျင်2000ကျက်ပေါ်မှုသမီးဘွဲရဖြစ်လေ900ကျက်ကိုစုဖြစ်လက်ဖွဲ့ပေးမည် လူကိုလူပြည့်ရင်းရံတင်တို့အားလုံးတတိပြုရမည်ဒီလိုတိမ့်သွင်းနိုင်မှသာကျွန်ုပ်တို့အစ္စလမ်ဘာသာသည်မြန်မာနိုင်ငံ၌အတွန့်ရှည်စွာတည်မှာဖြစ်ပါれဝိကျေထောက်ပံ့မှုတဲ့တင်တို့အားလုံးဘာမှပူစရာမလိုပါအစ္စလမ်ဘာသာဝင်ဖြစ်သောကျွန်ုပ်တို့ဤမူဂျာဟစ်အစိုးရထံမှနှစ်စဉ်တလလျင်ပေါင်စတာလင်ပေါင်း၅သန်းကိုကျွန်ုပ်တို့ဤလက်ဝဲသူပို့နေပါသည်တင်တို့အောင်မြင်မှုအတွက်မျှော်လင့်ဆောင်စားတောင်းတလျက်ရှိသည် ရှိုးဝဲညွန်ကြားလာအတွက်သတိပေးချက်ဤလက်ကန်းစာဆောင်များကိုတက်ဆိုင်သူထံမှတစ်စစ်မပေါက်ကြားစေရဟုဂတိဝန်ခံချက်ပေးတော်အစ္စလမ်ဘာသာဝင်မွတ်စလင်လူမျိုးများကိုသာဖြန့်ဝေပေးရမည်